အင်းရေးဆွဲရာတွင်ပေတံသော၎င်းအင်းပနက်ချသော ဖရိမ်ဖြင့်၎င်းဘိန်းတူးဆက်ချသောအခါပုံဇဘူဒီပါမန်နိုင် တိဋ္ဌတုဟုရွတ်ဆို၍ဘိန်းတူးတဆက်ချလျင်တကြိမ်ရွတ်ဆို၍ရေးဆွဲပါဂါထာဆက်တင်ရွတ်ဆိုဘိန်းနုဆက်ချပါရွတ်ဆိုပြီးဘိန်းနုဆက်ချပြီးကွတ္တိဖြစ်ပါစေထမှန်၍ အင်းမောင်လေးဖက်ဖက်ရေးဆွဲလျင်ရွဆိုရန်ဂါထာကားဦးစတုတ္တဆံမဟာရထံဟူရွဆိုပြီးတကြိမ်ရွဆိုမြင်းတကြောင်ရေးဆွဲပါထမှန်၍အင်းမောင်လေးဖက်ဖက်ရေးဆွဲလျင်ရွဆိုရန်ဂါထာကားဦးစတုတ္တဆံမဟာရထံဟူရွဆိုပြီးတကြိမ်ရွဆိုမြင်းတကြောင်ရေးဆွဲပါ ထမှန်၍မြောက်ဖက်မှတောင်ဖက်သို့မြည်ရဆွဲလျင်အုံထာနေထာနေတက်ခိနေဟုရွဆို၍ရေဆွဲပါတကြိမ်ရွဆို၍မြောက်မှတောင်သို့မြင်းတကြောင်ရေဆွဲပါထမှန်၍အရှိဖက်မှအနောက်ဖက်သို့မြည်ရဆွဲရန်ဂါထာကားဟုပြိပါကံ ပလိစီတံဟုရွဆိုပြီး အရှိဖတ်မှ အနောက်ဖက်သို့မြင်းများထက်မှန်၍ရေးဆွဲပါတစ်ချိန်ရွဆူမြင်းတစ်ချောင်းရေးဆွဲပါယခုလိုကာထာမီသောအင်းဆက်အခရာများကို ရေးသွင်းလျင်အဟိမ့်မနံများကိုရွဖက်ရန်မလိုမိမိရေးသွင်းနေသော ကာထာအပေါ်တေချာအာယုံပြုပြီးရေးသွင်းလျင်ကြပါသည်မိမိရေးသွင်းအသုံးပြုသော ကာထာများကို နေစဉ်တအားသမျှမပြတ်မကွက်ရွတ်ဆိုနိုင်လေပိုကောင်းလေဖြစ်ပါသည်လကောင်းဂါထာရေးတွင်နေပုံစံမှာမြင်းခုံအင်းတော်နီးပုံစံဖြစ်ပါသည် ၎င်းကာထာအင်းများကို ရေးသွင်းပြီးသွားသောအခါရွှေပြားငွေပြားကြီးပြား မိုင်းကင်ဆက်ကူရှမ်းဆက်ကူအေဖိုးစာရွက်တို့ပေါ်တွင် နေကောင်းနှက်ခတ်ကောင်းတေချာရွေးချယ်ပြီးအင်းစီမြင့်စီကန်းနှင့်ကိုက်ညီစွာစီရင်ပြီးလျင်၎င်းအင်းအားတနာချေခြင်းတိတ်တိတင်ခြင်းအင်းတက်သွင်းခြင်းအင်းချုပ်ခြင်းစသောကာထာတို့ဖြင့်38အုပ်စီဆုံး၍၎င်းအင်းအားအောင်ချီးမြှင့်ဖြင့် ြီးခြေထောက်ပုံစံမိစာပြုလုပ်၍ပဲစီမစစ်စီတို့ဖြင့်စီမီထွန်အတုံးပြု၍ရသည်လိုဆောင်းအင်းအဖြစ်အတုံးပြုလို့ရပါသည်မိမိကိုယ်၌ဆောင်းသောအင်းဖြစ်အတုံးပြုလို့ရပါသည်တနာချီယံမန္တန်ကားအုံတနာတနာမဟာတနာတနာပေါင်းထောင်တောင်းမကကြေးဆရာကြေးဟုရွတ်ဆို၍မိမိစီရင်သော အင်းစီလက်ဖွဲ့စသည်တို့ကိုထိုမန္တန်ဖြင့်39အုပ်စုပါလေတိတ်တိတင်မန္တန်ကားအုံတိတ်တိတိတ်တိမဟာတိတ်တိတိတ်တိအပေါင်းထောင်တောင်းတက်เสียတက်ဟုရွတ်ဆို၍မိမိစီရင်သောအင်းစီလက်ဖွဲ့စသည်တို့ကိုထိုမန္တန်ဖြင့်39အုပ်စုပါလေအင်တတွင်မန္တန်ကားအုံ ETP အလဟံအဝိညာဏကံဩတထံတဝိညာဏကံတမအံအံ ထဆရာထကြွဆရာကြွဟုရွဆို၍မိမိစီရင်သော အင်းစေလက်ဖွဲ့စသည်တို့ကိုထိုမန္တန်ဖြင့်39အုပ်စုပ်ပါလေအဆောင်ချုပ်မန္တန်ကားအုံဗုဒ္ဓံချုပ်အုံတမန်ချုပ်အုံတန်ငန်ချုပ်အုံမြမချုပ်အုံဒေဝရာချုပ်ချုပ်ဆရာချုပ်ဟုရွဆို၍မိမိစီရင်သောအင်းစေလက်ဖွဲ့စသည်တို့ကိုထိုမန္တန်ဖြင့်39အုပ်စုပ်ပါလေ အချိုကာဤအင်းသည်စီးပွားလက်လာပါ တိုးတက်စေ၏အကြံစီအလောက်ကင်ဟုသမျှအောင်မြင်စေနိုင်၏မိမိမျက်ရှိသလိုအသုံးပြုနိုင်ပါသည်